ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ဘဝကိုတကယ်ချစ်တယ်ဆိုရင်ဒီခန္ဓာကိုယ်နဲ့ဒီပါဇက်နဲ့ဒီစိတ်နဲ့ဘာတွေမလုပ်ကြနဲ့အာကုဇုံမလုပ်ကြနဲ့ဟုတ်လားအေးအာကုဇုံလုပ်ပါများတဲ့ပုဂ္ဂိုလ်ဟာကောင်းမှုကုသိုလ်လုပ်ဖို့ဆိုတာဘာဖြစ်တော့ခဲရင်လေဟုတ်ပြီနော်ဘာနဲ့ဥပမာပေးတယ်လဲမေးလိုက်တော့အရှိတ်ဘက်ကိုရိုင်းနေတဲ့သစ်ပင်ကြီးသတော်ကောင်းတို့တွေအောက်ကနေပြီးတော့ကျိုးတွေဘာတွေမဆိုင်ပဲနဲ့ဓာတ်နဲ့လွှတ်နဲ့ခုတ်ပြီးတော့လှည့်ကြည့်လိုက် ဲ့ဒီပင်ဘယ်ဘက်ပဲလဲမဲ့ပြောရင်ဘာဖြစ်လို့လဲမိလဲတော့ငโกကလေးကအရှိမရိုင်းဟုတ်လားအနောက်ဘက်ရိုင်းနေတဲ့သစ်ပင်ကြီးလဲရင်လဲပဲပြိတဲ့အောက်ကဓာတ်နဲ့ခုတ်ရင်ဘယ်ဘက်ပဲလဲအနောက်ဘက်ပဲလဲဒီတိုင်းပဲတဲ့ဥစဉ်တို့တို့တွေသူတော်ကောင်းတို့တို့တွေလဲမကောင်းတာလောက်ပါများတဲ့ပုံကောဟာကြံလိုက်ရင်လဲမကောင်းတာခုမှဗဇက်ကပြိတဲ့မကောင်းတာလောက်ပါများနေတဲ့ပုံကောမျိုးခါးလေးတွားတို့လိုက်လို့ဆဲလိုက်ရောင်လိုက်ရင်ကောရောင်လိုက်ရင်ကောဘယ်လို့ ကြမ်းထမ်းတဲ့စကားထွက်တယ်မို့လားဟုတ်တယ်နော်အေးမကောင်းတဲ့လုပ်ပါများဒီလိုဖြစ်လာအရက်တော့နေကြပုံကောကပြည့်တယ်အရက်ဆွဲသွားပြီဆိုရင်ဖြတ်ဖို့ရန်လွယ်သေးလားဟာမလွယ်ဘူးစလိတော့နေကြပုံကောလည်းစလိခက်ဖြတ်ဖို့ရန်ဘာဖြစ်တော့ခဲရင်နဲ့ကိုယ်ဆွဲသွားတဲ့ပုံကောလည်းဒီတိုင်းအဲ့တော့မကောင်းတဲ့လုပ်ပါများတဲ့ပုံကောကကောင်းတာလုပ်ဖို့ဆိုတာကခဲရင်နေတဲ့ဘုရားကဒါပြောတာနောက်တကဥပမာတဏိပေးသေးတယ်မြတ်စွာဘုရားက ဘာဥပမာလဲမေးလိုက်တော့အဲ့ဒီလိုမကောင်းတာတွေလုပ်ပါများနေတဲ့ပုံကိုမျိုးဟာဒီဘဝမှာမကောင်းတာတွေကြီးဒစိုက်တိုက်ဖြစ်နေမယ်ဆိုရင်သေတဲ့နောက်မှာလည်းပြိတဲ့ကောင်းတာဖြစ်ဖို့ဆိုတာလွယ်သေးလားမလွယ်တော့ဟုတ်လားကောင်းတာလုပ်နေတဲ့ပုံကိုကပြိတဲ့ဒီဘဝမှာပြိတဲ့သေပြီးနောက်ဘဝလည်းပြိတဲ့မကောင်းတာဖြစ်เสียအကြောင်းရှိလားမရှိဘူးဥမာပြမနေ့ခင်းမိုးလင်းလာပြီဆိုရင်ရှစ်ခိုးတဲ့အကျင့်လေးလုပ် အောက်ထည်ဆုံးအများကြီးမလုံနိုင်တော့သူတော်ကောင်းတို့တွေမျက်နာလေးဆက်ပြမတက်ခင်ရည်လေးနဲ့ပုတ်ပြီဆိုကြတဲ့ကဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃတရဏကိစ္ဆာမိပေါ့ဟုတ်လားအော်ဖရာတရားတန်ခါမျက်နာသေးရင်ကောစီးကပ်ပြီးသားမဖြစ်ဘူးလားမိုးလင်းတာနဲ့တပဲနဲ့ဒါလှုပ်ဖြစ်လာအာနောက်တကဆက်ပြလေးတိုက်ပြီးတော့ပုတ်ပြရင်လည်းပဲအရဟံပူဇော်ထုကိုခံတော်မူလေသောမြတ်စွာဘုရားအရဟံအရဟံနဲ့ပို့ရင်ဟာအရဟံကုန်းတော်ဘွားပြီးသားရောမဖြစ်ဘူးလားအဲ့ဒါလေးတို့တော်ကောင်းတို့တွေလှုပ်ကြည့် နေတိုင်းနေတိုင်းလှုပ်လိုက်တစ်နှစ်လောက်လှုပ်လိုက်ပြီဆိုရင်မနဲ့မိုးလင်းလို့ကိုကဆက်ပြားလေးကိုင်ပြီးမျက်နှာလေးပုတ်လိုက်တယ်အဲ့ဒါမဆိုမိဘူးဆိုရင်စိတ်ထဲမှာမပွားမိဘူးဆိုရင်တခုခုလိုးနေတယ်လို့သူတော်ကောင်းတွေခံစားလာရလိမ့်မယ်ဟုတ်လားအဲ့ဒါဆိုရင်ဘာဖြစ်ပြီလဲမင်းကိုရဲ့မနဲ့မိုးလင်းတဲ့အလုပ်ဒီကောင်းတဲ့ဘက်ကိုဘာဖြစ်နေလို့ညွတ်နေဟုတ်လားကောင်းတဲ့ဘက်ညွတ်နေအဲ့လိုလေးမွေးယူရမှာနော်အာအဲ့ဒီတိုးနိုင်နေတဲ့ဆိုရင်မနဲ့မိုးလင်းတာနဲ့ပြင်းပြနာတက်ပြီးတဲ့နေပြန်နဲ့ခန္ဓာကိုယ်တတ်နိုင်ရှင်ရင်နေပြီးဖျားရှိခိုးတဲ့အလုပ်ကလေးလုပ် နေတိုင်းနေတိုင်းရှစ်ခိုးလာပြီဆိုဘုရားရှင်မကိုကယင်းကိုကကို့မှာတခုခုလိုနေသလိုခံစားရရင်ကိုကဖရာဘက်ကိုညွတ်နေတဲ့ပုံကိုဖြစ်ပြီးကောင်းတဲ့ဘက်ညွတ်နေတဲ့ပုံကိုဖြစ်ပြီးဟုတ်ပြီလားအဒီတယ်ပို့ပြီးတော့ပန်းလေးကောက်အောင်မရေချမ်းလေးကောက်အောင်မဒါလေးမလုတ်ဖြစ်တော့ဘူးဆိုရင်ကို့မှာခရီးသွားလိုက်တယ်ပေါ့စောစောစီစီသွားတယ်တခုခုလိုနေတယ်ငါပြည့်စည်မြမေ့ကြံခဲ့သလားအောင်မိတယ်ဘယ်ဟုတ်လို့ငါဖရာရှင်ကိုဖို့မေ့ခဲ့တယ်ပန်းလေးဖို့မေ့ခဲ့တယ်ရေချမ်းကပ်ဖို့မေ့ခဲ့တာပဲလို့တွေးမိရင် အဲ့ဒါသူတော်ကောင်းတွေရဲ့စိတ်ဟာဘက်ဘက်ကိုညွတ်နေပြီကောင်းတဲ့ဘက်ကိုညွတ်နေဘုရားဘက်ကိုညွတ်နေအဲ့ဒီအချိန်မှာသူတော်ကောင်းတို့တွေကိုင်းသေရင်သေးကြည်လားကောင်းတဲ့စိတ်နဲ့သေရတာဖြစ်တဲ့အတွက်တာကြောင့်သူတော်ကောင်းတို့ဦးဇင်းတို့တွေမကောင်းတဲ့နေရာရောက်ဆရာရှိလားမရှိအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းတာလုတ်ပါများတဲ့ပုံကောမကောင်းတာဖြစ်ဖို့ဆိုတာဘာဖြစ်လို့ခဲရင်လေဟုတ်လား မကောင်းတာလုပ်နေတဲ့ပုံကလည်းကောင်းတာဖြစ်ဖို့ဆိုတာဘာဖြစ်လို့ခဲရင်နေဆိုတာအဲ့ဒါပြောတာဟုတ်ပြီနော်အေးအဲ့ဒါကြောင့်မို့ခဏမြတ်စွာဘုရားကကောသလဘင်းကြီးကိုလက်ဆောင်ပေးလိုက်တဲ့ဂါထာလေးကိုသူတော်ကောင်းတို့ကိုလည်းဥစဉ်ကဒီနေ့ဓမ္မပူဇာဓမ္မဒါနအနေနဲ့ပြန်ပြုတယ်ပေါ့ဗျာနော်ပါလဲလို့မေးလိုက်တော့မိမိကိုယ်ကိုတကယ်ချစ်တယ်ဆိုရင် ဒီခန္ဓာကိုယ်ကြီးနဲ့အာဟုသူတွေကရှောင်ကြပါတနည်းအားဖြင့်ပြောရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဒုစရိုက်တရားများကရှောင်ကြပါဟုတ်ပြီလားအာဒုစရိုက်တရားတွေကိုဆောင်ကြပါလို့ဦးဇင်းကပြောကြလို့ပါတယ်ဗျာ